ပါခင်ဗျာယခုအချိန်ကစပြီး2025ခုနှစ်ဇွန်လ18ရက်နေ့ညပိုင်းမှာ တင်ပြပေးမယ့် Radio NUG ရဲ့စီးရီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့ຫນွေဦးမှာပါယခုပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပေါင်းတယ်မြို့နယ်မှာအရက်သားတွေကိုလူသားတိုင်းလုလာတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုတိုက်ခိုက်မှုမှာစစ်သား၄ဦးသေဆုံးခဲ့တဲ့သတင်းပဲဖြစ်ပါတယ် ဘကိုးတိုင်းပေါင်းတယ်မြို့နယ်မှာအရက်သားပြည်သူတွေကို လူသားတိုင်းအဖြစ်ဖမ်းဆီးလာတဲ့အင်အားတရားပါစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သားလေးဦးသေဆုံးသွားတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်363တပ်ရင်းတာဝန်ရှိသူကပြောပါတယ် ပေါင်းတယ်မြို့နယ်တစ်ပုတ်အုပ်စုနှစ်တိုးရွာနယ်နွေးတောင်ရွာအကြားရုပ်ဆိုင်ရွာကပြည်သူတွေကိုဖမ်းပြီးလူသားတိုင်းအဖြစ် အုံပြုထွက်ခွာလာတဲ့အင်အားတရာပါစစ်တပ်စစ်ကြောင်းကိုဇွန်လ16ရက်နေ့မနက်7:30နာရီကနေနေ့လယ်2:15မိနစ်အချိန်ထိတိုက်ခိုက်ခဲ့ရာစစ်သား၄ဦးသေဆုံးပြီး၃ဦးဒဏ်ရာရသွားတယ်လို့ဆိုပါတယ် စစ်ကောင်စီစစ်ကြောင်းဟာတိုက်ဆုံသွားသူတွေကိုနတ်တိုးရွာနဲ့နှွေးတောင်ကျေးရွာမှာရှိတဲ့ပြည်သူပိုင်အိမ်တွေထဲထက်ကနေအိမ်တွေကိုပါမီးရှို့သွားခဲ့ပြီးပေါက်ခေါင်းမျိုးဘက်သို့ထွက်ခွာသွားတယ်လို့အသိပေးပါဗျာ။ အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းကို viewer 27ကိုကဲမှုအောက်မှာရှိတဲ့3639တည်တရင်စနိုက်ပါအဖွဲ့နဲ့တရင်ကရဲဘော်တွေကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်တပ်ဘက်ကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြန်လည်ပစ်ခတ်ခဲ့တာရှိပေမဲ့ပြည်သူ့ကာကွယ်ရေးရဲဘော်တွေထိခိုက်မှုမရှိဘူးလို့သိရပါတယ်ခင်ဗျာဆက်လက်ပြီး ကျောင်းဦးထွေအုပ်ရုံးကနေအိမ်စည်းကားနဲ့ထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုတိုက်ခိုက်မှုမှာစစ်အရာရှိအပါအဝင်၃ယောက်သေဆုံးပြီးလက်နက်ခဲယမ်းတွေတင်စီရမိခဲ့တဲ့တင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းချောင်းဦးမြို့မှာရှိတဲ့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကနေအင်စည်းကားနဲ့ထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုကြားဖြတ်တိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်ကအရာရှိအပါအဝင်၃ယောက်တိဆုံပြီးလက်နက်ခဲယမ်းတွေတင်စီရရှိခဲ့တယ်လို့ Braveheart Army BHA တပ်ဖွဲ့ကပြောပါတယ်။ ချောင်းဦးထွေအုပ်ရုံးကနေအိမ်စည်းကားနဲ့ထွက်လာတဲ့၃ပွင့်ပိုးအပါဝင်စစ်သား၅ဦးကိုဇွန်လ16ရက်နေ့မနက်ပိုင်းကမုံရွာမြို့နယ်တောပူရွာအနီးမုံရွာမန္တလေးလမ်းပေါ်မှာတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ဒီတိုက်ခိုက်မှုမှာဗိုလ်ကြီး2ဦးအပါဝင်3ဦးသေဆုံးပြီး2ဦးဒဏ်ရာရရှိကာ2ဦးကတော့လွတ်မြောက်သွားတယ်လို့အသိပေးပါတယ်။တိုက်ပွဲပြီးချိန်မှာစစ်သားတွေအုံပြတဲ့ကားကိုစစ်ဆေးခဲ့ရမှာကားပေါ်ကစစ်သားတွေကိုင်းနေ MA1 Party MA5 9mm Sig Better စတဲ့တနက်အရှိနှစ်လက်အတူ၃လက်ဖုံး၃လုံးတင်းစီရရှိခဲ့ပြီးကားကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ဒီတိုက်ခိုက်မှုကို Brave Force Army BHA တပ်ဖွဲ့ကရဲဘော်တွေလှုံ့ဆော်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်ရေးရဲဘော်တွေအထူးခိုက်မရှိဘူးလို့သိရပါတယ်။ ။နောက်မှလည်းစစ်ကောင်စီတပ်ဖွဲ့တွေကိုအခုလိုမစ်ရှင်တွေနဲ့ဆက်လက်ချိန်မုံတိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်လိုအပ်နေတဲ့ကြီးစံတွေတပ်နိုင်ငံများပါဝင်ထောက်ပံ့ပေးကြဖို့ Braveheart Army BHA တပ်ဖွဲ့ကပြည်သူလူထုကိုမြေတားရက်ခံထားပါလေခင်ဗျာ။ဆလ၍ရန်ကုန်အဝင်ချက်ဝတ်စင်ဒိန်းတထောင်ကြီးကကမ်ပိန်း128ရာခိုင်နှုန်းအထိကြော်လွန်အောင်မြင်ခဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်။ ရန်ကုန်အဝင် ချက်ဝစ်စင်တိန်းတထောင်ကြီးကကမ်ပိန်းရာနှုံးပြည့်မီ၍129ရာခိုင်နှုန်းအထိကျော်လွန်အောင်မြင်ခဲ့တယ်လို့တင်ပြရရှိပါတယ်။ရန်ကုန်တိုင်းပြည်သူကာကွယ်ရေးတပ်ဖွဲ့တဲ့ရှေတန်းထွက်ရဲဘော်များအတွက် အုတ်ထုတ်ကြီးကများဆင်ပေးနိုင်ရန်အတွက်ရည်ရွယ်ပြုလုပ်သောရန်ကုန်အဝင်ချက်ဝစ်စင် ကမ်ပိန်းမေလ15ရက်နေ့မှဇွန်လ15ရက်နေ့အထိပြုလုပ်ဆောင်ရွက်ခဲ့ကြပါတယ်။သက်မှတ်ကာလအတွင်းမှာပင်တရားရဂိုင်းလုံးကြော်လွန်ပြည့်မြောက်အောင်မြင်ခဲ့ပြီးထို့သောအောင်မြင်ခဲ့သည့်အပေါ်အပတ်ပတ်မှကူညီပံ့ပိုးပေးခဲ့ကြသူများနဲ့ထောက်ပံ့ပါဝင်ခဲ့ကြသူတဦးချင်းစီကိုကျေးဇူးတင်ရှိကြောင်းရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ကအသိပေးဖော်ပြထားပါတယ်ခင်ဗျာ။ဆလပီကြောင်မဲမှာနှစ်ပတ်အတွင်းမူရစေဝါရောင်းဝယ်သူ၁၀ဦးဖမ်းဆီးရမိခဲ့တဲ့တဲ့တင်ကို တင်ဆက်ပေးပါမယ်။ တောင်ပြည်တက်မဟာနေနေပြည်ဖြစ်တဲ့ရှမ်းမြောက်ဒေသကြောင်မဲမြို့နယ်မှာပလောင်ပြည်နယ်လွတ်မြောက်ရေးတအူ PSLF DNLA လက်အောက်ခံတောင်ပြည်မြို့နယ်ရဲတပ်ဖွဲ့ကနှစ်ပတ်အတွင်းမိုးရစေဝါရောင်းဝယ်သူ အမျိုးသား၉ဦးနဲ့အမျိုးသမီး၁ဦးဖမ်းဆီးရမိခဲ့တယ်လို့ PSLF DNLA သတင်းနဲ့ပြန်ကြားရေးဌာနကဒီကနေ့ဇွန်လ၁၈ရက်နေ့မှာထုတ်ပြန်ပါတယ် မိုးရစေဝါရောင်းဝယ်နေတယ်လို့တင်ရတဲ့အတွက်ဇွန်လ17ရက်နေ့မှာမြို့နယ်ရဲတပ်ဖွဲ့ကပန်ပောင်ကျေးရွာမှာနေတဲ့အသက်32နှစ်အရွယ်ဟိန်းမင်းလန်းနဲ့ရက်ခွက်ရှစ်မာနေထိုင်တဲ့အသက်26နှစ်အရွယ်ဆိုင်းပါထုံတို့အိမ်တွေကိုတွားရောက်စစ်ဆေးခဲ့ရမှာ Lipton Vitan D အချိုရည်ပလင်းတွေနဲ့အုံးစီဘူးတွေထဲမှာထည့်ထားတဲ့ဘိန်းဖြူတွေဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ် ဇွန်လ17ရက်နေ့ကလည်းကျွဲကုန်းကျေးရွာမှာနေထိုင်တဲ့အသက်43နှစ်အရွယ်ဦးစောမောင်နဲ့အသက်22နှစ်အရွယ်ကိုအိုက်မုန်းတို့ကိုရာမဆေးပြား1316ပြားနဲ့အတူဖမ်းဆီးရမိခဲ့ပြီးဇွန်လ10ရက်နေ့မှာအုတ်ချင်းရက်ကွက်မှာနေတဲ့အသက်32နှစ်အရွယ်ဦးရဲမင်းတပ်ထံကနေရာမဆေးပြား39ပြားကိုဖမ်းဆီးရမိခဲ့တယ်လို့အတည်ပြုပါတယ်ထို့အတူ ဇွန်လ10ရက်နေ့ကလည်းရက်ကွက်တက်မာနေတဲ့အသက်43နှစ်အရွယ်ဦးတင်အောင်ဝင်းမူးယစ်ဇေဝါရောင်းဝယ်နေတယ်လို့သတင်းရတဲ့အတွက်သူ့ရဲ့အိမ်ကိုသွားရောက်စစ်ဆေးခဲ့ရမှာ WY စာတမ်းပါမူးယစ်ဇေဝါ490ပြားနဲ့ငွေသား38,500ကျပ်နဲ့အတူမြို့နယ်ရဲတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ် ဇွန်လ3ရက်နေ့ကလည်းမြို့နယ်ရဲတပ်ဖွဲ့ကရှောင်းသခင်စစ်ဆေးမှုတွေပြုလုပ်နေစဉ်အသက်42နှစ်အရွယ်ဦးဖိုးစော အသက်28နှစ်အရွယ်ဦးအိုက်ဦးနဲ့အသက်55နှစ်အရွယ်ဒေါ်မိုးခန်းတို့စီကနေရာမစေးပြား1302ပြားနဲ့ဘိန်းဖြူဆက်ပြာခွက်တစ်ခွက်ဖမ်းဆီးရမိခဲ့တယ်လို့အသက်28နှစ်အရွယ်ကိုအောင်သူဟိန်းထံကနေရာမစေးပြား40ပြားဖမ်းဆီးရမိခဲ့တယ်လို့အသိပေးပါတယ် ဖန်စီရမိထားတဲ့မူရစေဝါရောင်းဝယ်သူတွေကိုတောင်းပြီမြို့နယ်ရဲတပ်ဖွဲ့ကမူရစေဝါတိုက်ဖြတ်ရေးဥပဒေနဲ့အညီအရေးယူဆောင်ရွက်သွားမယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မေလလုံးကလည်းမိုးကုတ်၊ကုတ်ခိုင်၊နန်းခမ်း၊နန်းစံနဲ့နမ်မတူမြို့နယ်တို့မှာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF DNLA တအောင်ပြည်မြို့နယ်ရဲတပ်ဖွဲ့ကရှောင်းတခင်စစ်ဆေးမှုတွေပြုလုပ်နေချိန်မှာမိုးရစေဝါရောင်းဝယ်သူ၁၀ဦးနဲ့သုံးဆွဲသူ၂၀ဦးဖမ်းဆီးနိုင်ခဲ့တယ်လို့ PSLF DNLA သတင်းနဲ့ပြန်ကြားရေးဌာနမှတ်တမ်းတွေအရသိရပါပါတယ်ခင်ဗျာ။ ယခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာစစ်တပ်ကရိုဟင်ဂျာများကိုတိုက်ခိုက်သည့်အမုန်းစကားပို့ပောင်းတပေါင်းကျော်ကို စနစ်တကျဖြန့်ဝေခဲ့တဲ့သတင်းအားတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။မြန်မာစစ်တပ်ကရိုဟင်ဂျာများကိုတိုက်ခိုက်သည့်အမုန်းစကားပို့ပောင်းတပေါင်းကျော်ကိုစနစ်တကျဖြန့်ဝေခဲ့တယ်လို့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား IIMME အစီရင်ခံစာမှာထုတ်ဖော်ထားပါတယ်။ အစည်းအဝေးခန်းစားတွင်2019ခုနှစ်ဇူလိုင်လမှဒီဇင်ဘာလအတွင်း Facebook စာမျက်နှာပေါင်း43မျက်နှာတွင်ရေးသားထားသောအကြောင်းအရာများကိုစီစစ်သုံးသပ်ထားပါသည် ဒိုစာမျက်နှာများအားလုံးကို2018ခုနှစ်တွင် Facebook ကဖြုတ်ချပြီးဖြစ်ကာဒို Facebook စာမျက်နှာများသည်တစ်ခုနဲ့တစ်ခုမသက်ဆိုင်သည့်အသွင်ဆောင်ကတချို့စာမျက်နှာများသည်ကြော်ကြားသူတို့၏သတင်းများလူကြိုက်များအကြောင်းအရာများကိုပုံမှန်ဖော်ပြနေတော်လဲနောက်ကွယ်တွင်၎င်းတို့သည်မြန်မာစစ်တပ်နှင့်တိတိပပချိတ်ဆက်နေသည့်ကုန်ရက်တစ်ခု၏တစိမ့်တစ်ပိုင်းဖြစ်ကြောင်းရန်ရီးယားကသုံးသပ်တွေ့ရှိတယ်လို့ဖော်ပြပါသည် ရန်နီယာကအမုံစကားဟုသတ်မှတ်သည့်ပို့စ်ပေါင်းတပေါင်းကျော်ကိုစာမျက်နှာများတွင်တွေ့ရှိရကြောင်းအစည်းအဝေးခန်းစားကထုတ်ဖော်ပါသည်။ရိုဟင်ဂျာများအပေါ်အကြမ်းဖက်မှုများကြဲကြဲပြန့်ပြန့်ဖြစ်ပွားနေသည့်တစ်ချိန်တည်းမှာပင်မြန်မာစစ်တပ်ကအမုံစကားဖြန့်ဝေသည့်လှုပ်ရှားမှုများကိုအချိန်ကိုညှိနှိုင်းလှုံ့ဆော်ခဲ့ကြောင်းအစည်းအဝေးခန်းစားကကောက်ချက်ချထားပါသည်။ ရန်ရည်အမုံစကားဆိုင်ရာအစီရင်ခံစာအရမြန်မာစစ်တပ်သည်2018ခုနှစ်ရှင်းလင်းစစ်ဆင်ရေးကာလမတိုင်ခင်နဲ့ရင်းကာလအတွင်းရိုဟင်ဂျာများကိုတိုက်ခိုက်သည့်အမုံစကားများစနစ်တကျဖြန့်ဝေခဲ့မှုကိုတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်ခင်ဗျာယခုတင်ပြခဲ့တဲ့သတင်းကိုတော့ Radio NUG သတင်းတောက်ကိုခန့်နဲ့တာကီတို့မှပေးပို့ပေးထားတာဖြစ်ပါတယ်ခင်ဗျာ